မင်္ဂလာပါ။ကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရယ်။သာဝရပြာထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါရယ်။ဒီမနေ့မှာယေရှုရာအဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး39အပိုက်ငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရယ်။ကိုမှုရာကိုသာဝရပြာ၌အဲ့လို့ကိုရောကိုကူးစားလို့ တို့ပြုလင်စီရင်တော်မူမည်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဘုရားသခင်တာဝန်ယူမယ်ဆိုတဲ့အကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်ဘုရားသခင်ရဲ့တာဝန်ယူမှုကိုခံစားခြင်းရင်တော့ဘုရားသခင်လက်တော်ထဲမှာ ကိုယ့်ရဲ့အမှုအရာတွေကိုအနှံဖို့လိုပါတယ်ကျွန်တော်တို့လုပ်ငန်းတွေလုပ်ကြတဲ့အခါမှာ အလုတ်အပ်တဲ့ဆိုတဲ့စကားကိုကျွန်တော်ကြားဖို့ပါလိမ့်မယ်စိတ်ချရတဲ့သူစီမှာကျွန်တော်အလုတ်အပ်ကြတယ် ဲ့ဒီအလုတ်အပ်ပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့အလုတ်ကပြန်လှည့်ကြည့်စရာမလိုအောင်ကောင်းမွန်တဲ့ရလဲရမယ်လို့ကျွန်တော်မျှော်လင့်ကြတာပဲဖြစ်ပါတယ်။ဒါတောင်မှတချို့အလုတ်လုတ်တဲ့သူတွေက စိတ်မချရဘူးအလုတ်ကိုတည်တည်ချာချာမလုတ်ဘူးပြီးစီးအောင်မလုတ်ဘူးသို့တော်လည်းပဲနာမည်မပြတ်ချင်တဲ့သူတွေကတော့ကိုယ့်စီအလုတ်လာအပ်တဲ့သူတွေစိတ်တိုင်းကြအောင်ပြီးစီးအောင်လုတ်ပေးတတ်ကြတယ်။တန်ရာတန်ကြီးတွေလည်းပေးကြရတာပဲဖြစ်ပါတယ်။ အဲ့တော့အနှံ့ချင်းခံရပြီဆိုလို့ရှိရင်တော့တာဝန်ယူမှုတာဝန်ခံမှုကလည်းရှိသွားတာပဲဖြစ်ပါတယ်ဒီနေရာမှာဘုရားသခင်ကကျွန်တော်တို့ရဲ့အမှုရေးကိစ္စတွေကိုသူ့လက်ကိုအပ်မယ်ဆိုရင် သူကစီးရင်မယ်ဆိုပြီးတော့ဒီလိုကတိတော်ပေးထားတာဖြစ်ပါတယ်ချစ်တော်မိဘဤကိုမောင်တို့မတို့ကိုယ့်ရဲ့အရေးအရာတည်တည်ကြည်ကြည်ဘယ်လိုကိစ္စကိုမဆိုဘုရားသခင်ရဲ့လက်တော်ထဲမှာအပ်ထားဖို့လိုပါတယ်အဲ့ဒါဆိုရင်တော့ စိတ်ချလက်ချနေနိုင်ပါပြီအဲ့လိုအလုတ်အပ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကိုကျွန်တော်တို့ကတပြားတစ်ချက်ပေးစရာမလိုပါဘူးဘုရားသခင်က တာဝန်ယူပြီးအရာအလုံးကိုလှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကို နားလေသိရှိစေချင်ပါတယ်ဓမ္မတိကာလမှာကျွန်တော်ကြည့်တဲ့အခါမှာကာနာမြို့မင်္ဂလာပွဲမှာ စပြည့်ရေကုံတော့အဲ့ဒီစပြည့်ရေကိစ္စကို ဖြေရှင်းဖို့မေရော်မာရီကသခင်ယေရှုလက်ကိုအပ်ပါတယ်သခင်ယေရှုခရစ်တော်ကလည်း အဲ့ဒီအမှုကိစ္စကို ဖြည့်ရှင်းပေးပါတယ်ဘလို့မှမဖြစ်နိုင်တဲ့အရာကို ဖြစ်အောင်လုပ်ပေးခဲ့တယ်အရန်ကောင်းတဲ့စပြည့်ရဖြစ်စေဖို့ရန်အတွက်သူတက်နိုင်တယ်ဆိုတာကို ကျွန်တော်တို့သိရှိရပါတယ်ဘာကြောင့်လဲဆိုတော့သူကဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဘယ်လိုပြဿနာကြီးငယ်မဆို ဖြည့်ရှင်းဖို့ရန်တက်ဆွမ်းနိုင်တဲ့တကူသူမှရှိတယ်ဒါကြောင့်မင်္ဂလာပွဲဟာမျက်နာပြက်စရာအကြောင်းနဲ့အဆုံးမသက်ပဲပိုကောင်းတဲ့အစီအစဉ်နဲ့အဆုံးသက်သွားတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ပြဿနာတွေတွေ့ရပြီဆိုရင် သခင်ယေရှုခရစ်တော် လက်တော်ထဲမှာအမှုကိစ္စကိုအနံ့ဖို့လိုပါတယ်ကိုရောကဖြည့်ရှင်ပေးမှာဖြစ်ပါတယ်အနာယောဂါရှိတဲ့သူတွေကို ကျန်းမာစေဖို့ရန်အတွက်လဲယောဂါတွေက သခင်ယေရှုစီရောက်လာပြီးတော့မှသူတို့ရဲ့ကိစ္စတွေကိုဖော်ပြတယ်အနံ့ကြတယ်အဲ့ခါမှာသခင်ယေရှုခရစ်တော်ကအနာယောဂါတွေကိုငြိမ့်စေတယ်ဆိုတာတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်လက်တော်တဲ့အနံကျင်တဲ့စိတ်ရှိဖို့လိုပါတယ်။ကိုယ့်ရဲ့အမှုကိစ္စတွေကိုကိုယ်ကိုယ်တိုင်ပဲပင်ပန်းခံပြီးဖြေရှင်းနိုင်မယ့်အစားဘုရားသခင်ရဲ့လက်တော်ထဲမှာအနံလိုက်ခြင်းအားဖြင့်ကိုရောကိုကိုးစားကြောင်းပေါ်လွင်စေတဲ့အပြင်ဒီအမှုကိစ္စတွေအပေါ်မှာဘုရားသခင်ကတာဝန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။အိမ်တော်ရေးလားပညာရေးလားကျမ်းမာရေးလားအနာဂတ်အတွက်မျှော်လင့်ချက်တွေလား ဘယ်လိုကိစ္စမျိုးကိုမဆိုဘုရားခင်ရဲ့လက်တော်ထဲမှာအကြရအောင်ဖြာရှိကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာကိုရုရဲ့ဂတိတော်ကိုသိရလို့ယေရှုတင်ပါတယ်ကျွန်တော်ရဲ့အမှုရာခတ်သိမ်းကိုရုလက်တော်မှာအပ်ပါတယ်ကျွန်တော်ရဲ့နေစဉ်အသက်ရှင်မှုအတွက်မှအစကျွန်တော်ရဲ့အလုတ်ကိုင်းတွေကျွန်တော်ရဲ့ကြံစီမှုတွေအောင်မြင်ဖို့ကိုရုရှင်ဘုရားမဆာတော်မူပါ ဂျေစုတင်တယ်ကိုရောလက်တော်အနန္တထားတဲ့အရာအားလုံးကိုကိုရောတာဝန်ယူမှာမို့လို့ဂျေစုတင်တယ်ဒီနေ့တော့ကိုပတ်တော်ကြားရတယ်မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလဲကိုရောရဲ့တာဝန်ယူခြင်းထဲမှာတာ၍စိတ်ချစေပါဂျေစုတင်လက်တဏိတာကိုဆက်ကတ်တဲ့ခါသခင်ယေရှုနာမ၌ဆုတောင်းအပ်နံပါ၏အာမင်